တန်ရဲ့အစင်းရောက်နေပြီဒီမှာဒီအကနန်းနဲ့ခေါင်းလိုက်တဲ့ကြောက်လေးကရာကနန်းချင်းဖေးခုပါတဲ့အကြောင်းကြီးပေါ့တုတ်ပြီးရွှေပြီးကွမ်တုံးအထိပါညီမတို့ဈေးကွက်ထိုးဖောက်ပြီးအလုံးမဲမိကလာပါညီမကမအားလိပါညီမဒီနေ့ပြပြပြီးတော့မှာတော့ဒါကိုတယောက်ညီမရှိမှာဈေးကနန်းနဲ့ခေါင်းလိုက်တဲ့ကြောက်လေးကရာကနန်းချင်းဖေးခုပါတဲ့အကြောင်းကြီးပေါ့ခေါင်းလိုက်တဲ့ကြောက်လေးကတော့ခန်းတီလေးဟုတ်တယ်ခန်းတီဆိုတာကိုမတို့အားလုံးသိတယ်ညီမတို့ဒီကချင်ပြီးတဲ့ဖက်ကန်ကန်ထွက်တဲ့ဒီကြောက်စိမ်းမဟုတ်ပါနဲ့ ကိုင်းကိုင်းခိုင်းတီးကနေထွက်တဲ့ကြောက်စိန်မျိုးဟုတ်တယ်ဒါပေမဲ့ဒီမှာတို့ဒီကချင်ပြည်နယ်ကနေထွက်တဲ့ဒီယတနာကြောက်စိန်ရန်ဒီကြောက်ကြောကတော့ဒါကြောထဲပဲသွားနေဟုတ်တယ်ဒီကွာလို့ပင်လာဖြစ်သွားတဲ့ကြောက်တွေဒီမှာတို့အပြည့်ဆုံးအချာကြီးကြည့်အောင်ဟုတ်ကဲ့ကွာလိုက်ရဲ့အနေထားမှာညီမလူရှိမယ်ဆိုရင်ဒီမျက်နှာပြင်မှာတူအနာလေးအရန်လိမ့်ပါအနာလေးအရန်ရှင်းတယ်တွေ့ရနော်ညီမလူက ခန်းပြီးဆိုတာကသူအနာအယမ်းများနဲ့ကြောက်မျိုးလေးဟုတ်တယ်ဒီကြောက်လေးလည်းတခြားနေရာကြည့်နိုင်အနာတွေများတယ်ဒါပေမဲ့ညီမတို့အခု꽌လိုက်လို့ဒါမြင်နေရတဲ့အနေထားမှဆိုအနာလေးရှင်းတယ်ညီမတို့ရှိမှကြောက်ခေါင်းပြီးဆိုညီမတို့ဒါအသေးစိတ်အနာလေးရှင်းတဲ့နေရာလေးအယမ်းလာတဲ့နေရာလေးကိုညီမတို့ဒါအကောင်းဆုံးပေါ်ဆောင်မှတ်တိချာလေး꽌ခေါင်းပေးတာဟုတ်တယ် ကအလွယ်တေးပေမဲ့အစိတ်ပြင်းတဲ့အခုလိုမဲတဲ့စေတနာမျိုးကိုကိုမတို့စိတ်တိုင်းကြအတိုင်းအပွင့်ထုတ်လားဆွေတီထုတ်လားဒါမှမဟုတ်ဈေးကွက်ထိုးမယ်ဆိုရင်တော့ညီမတို့ဒါမန်လေးမှာဈေးကွက်ချပေးလို့ဒါဒီမကောက်ဘူးညီမတို့ဒါတိရုပ်ပြီးရွှေပြီးကွန်တုံးအထိပါညီမတို့ဈေးကွက်ထိုးဖောက်ပေးရ ကိုမမလို့တည့်ရတိုင်းမှညီမလို့ဒူလေးရတနာကအတီးကအရေးကြောက်ကိုပုံမှန်ပူစားပေးရညီမလို့ဒီကချင်ပြီနဲ့ဖက်ကန်ကနေထွက်တဲ့အရေးကြောက်လာတယ်မကောက်ဘူးစကိုင်းတိုင်းခန်တီကနေထွက်တဲ့အရေးကြောက်ဆိုရင်လည်းအတီးကဒီအရေးကြောက်ပုံမှန်ခေါက်ချက်ကြံတဲ့အရေးတွေးအရေးချင်းရှိတယ်ဆိုတာနဲ့ညီမကဒီကြောက်အေးကိုဝယ်ခေါင်းမှကိုမတို့ဒါ15%နဲ့ပြန်လဲမြောက်ဝင်ပေးနေအောင်ဟုတ်တယ် ညီမပြောချင်တာကတော့ဒီတိုင်ရဲ့အပွင့်တပွင့်ကိုဝယ်ရဖို့အတွက်ညီမတို့ပတ်စံငွေပေါက်ကိုကားတစ်စီးစာလောက်ရှိတဲ့ငွေပေါက်တော့ညီမတို့ဒီတိုင်ရဲ့အပွင့်တပွင့်ဝယ်ရချင်မှဝယ်ရမှာဒါကြောင့်မို့လဲညီမတို့ကအခုလိုမျိုးခေါင်းကြောက်တလုံးကနေဒါဒီတိုင်ရဲ့အစင်ထိညီမတို့ခေါင်းကြောက်လို့ဟုတ်တယ်ဒီကြောက်လေးကိုအခြားပြကြည့်ကြည့်လိုက်တို့ကဒီတိုင်ရဲ့အစင်ရောက်နေပြီဒီမှာဒီအသွင်သားမှဆိုရင်တို့ကအမျိုးစံကျင်းရှင်းမြို့မှာလုံးဝခြေတောက်ရှင်းအနေထားလေးမှာရှိနေပြီကြောက်လေးကတော့ မလည်းငငယ်ကလေးနဲ့အကြီးဖက်ကမှာပဲနေလာတာညီမကြီးကြောက်လောကဝင်လာတဲ့တက်တန်းကတော့အရင်တော့မရင့်မိမဲ့ညီမတက်ထားတဲ့ပညာနည်းနည်းလေးနဲ့ပုံမလို့ခေါင်းကြောက်တလုံးကနေဒါပြည်တိုင်းရဲ့အစင်ထိဒါခောက်ထွက်နိုင်အောင်ညီမအမြဲတမ်းစူးစမ်းနေပေးပါကျမညီမရဲ့ဒူလေးနာလိုက်လေးကိုအမြဲတမ်းကြည့်ရှုပြီးညီမနဲ့အတူခေါင်းကြောက်တလုံးကနေပြည်တိုင်းရဲ့အစင်ထိထောက်အောင်ညီမနဲ့စူးစမ်းကြမယ်ညီမလိုက်လေးကိုအစဉ်မြဲကြည့်ရှုဖို့ညီမဖိတ်ခေါ်ပါတယ်